တော့အားလုံးပဲမင်္ဂလာပါဖြစ်ပါပြီတော့ကနေပြန်လည်ကြည့်စုပါရစေအားလုံးသိပြီးကြပြီလားဗောနောမြန်မာနိုင်ငံက fan engagement အများဆုံး vlogger တွေကတယောက်ဖြစ်တဲ့ကိုတီတီစီမှာတင်တန်းတက်ရတာပေးရတဲ့တင်တန်းကြီးနဲ့လုံးဝမတန်ဘူးဆိုတာသိပြီးပြီလားဗောနောဘာလို့လဲဆိုတော့တင်တန်းကြီးကအရန်နေလို့ပါဗောနောသူကျွန်တော်တို့ကိုတင်ပေးတာဒီ YouTuber 101နဲ့ပတ်သက်တဲ့ video creating ကျွန်တော်တို့ content creating ပြီးတော့ content writing စတာတွေကိုတင်ပေးတဲ့အပြင်ကိုသူ့ရဲ့ blog ကလောက်လာတဲ့တက်တန်းတစ်လျှောက်ပေါ့နော်သူရဲ့ general knowledge တွေပါကျွန်တော်တို့ကိုသင်ပေးပါတယ်ပေါ့နော် general knowledge တွေပါသင်ပေးတဲ့အပြင်ကိုနောက်ထပ်သင်ပေးသေးတာကပေါ့နော်ကျွန်တော် personal branding ကိုဘယ်လိုတည်ဆောက်ရမလဲကျွန်တော်တို့ branding ကိုဘယ်လိုမျိုး marketing ဆင်းရမလဲဆိုတာတွေပါသင်ပေးတယ်ပေါ့နော်ကျွန်တော်သင်တန်းမှာဗားရီသင်လဲ video edit ကနေစပြောပါမယ်ပေါ့နော် video edit မှာကိုတီတီသင်ပေးရတာက final cut က3နီးပေါ့နော် final cut က pro 3နီးပြီးတော့နောက်တစ်ခု yoyo ကက်ဘတ်ပေါ့နော်ကက်ဘတ်ဖုန်းနဲ့ကက်ဘတ်လုံးမဲ့လူတွေဖုန်းနဲ့အက်တစ်လုံးမဲ့လူတွေဆိုရင်ကက်ဘတ်လေးတင်ပေးရတယ်ပြီးတော့နောက်တစ်ခု Adobean Adobean ဆိုရင်တော့ဖုန်းပါရှင်ရောတို့ဒီအာ desktop version ရောတင်ပေးတယ်ပေါ့နော်ဆိုတော့ဒီသုံးမျိုးတင်ပေးပါရယ်ဒုတိယတစ်ခုဒုတိယတစ်ခုအနေနဲ့ content writing အကြောင်းဆက်သွားမယ်ပေါ့နော်ခုနကကျွန်တော် video editing ကိုသူဗားရီတင်ပေးလဲဆိုတော့ပြောသွားရဲဆိုရင်အခုက content writing အကြောင်းဆက်ပြောပါမယ်ဆိုတော့ content writing အကြောင်းသူဗားရီတင်ပေးလဲဆိုရင်အရင်ဆုံး content ကိုဘယ်လိုရေးရလဲ content အစပြုကိုဘာတွေစဉ်းစားရလဲ content ထဲမှာဘလို့အကြောင်းအရာတွေပါရမလဲဆိုတာတွေပါတင်ပေးတယ်ပြီးတော့နောက်တစ်ခု content ရင်းနီ half content ရင်းနီနောက်တစ်ခု fully content ရင်းနီအဲ့ဒါတွေပါတင်ပေးတဲ့အပြင်ကို script ရင်းနီတွေပါလည်းတင်ပေးတယ်ပေါ့နော်ဆိုတော့ content writing အကြောင်းကိုလေ့လာနေတဲ့ brother တွေဆိုရင်တော့ဒီတင်တိုင်းကလုံးဝ join တင်တဲ့တင်တန်းလို့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ပြောရမယ်ပေါ့နော်ဆိုတော့ script အကြောင်းကိုပြောပြီးသွားပြီ content writing အကြောင်းကိုပြောပြီးသွားပြီဆိုရင်ကျွန်တော် vlogger သမားတွေ video creator သမားတွေအနေနဲ့ မတိမဖြစ်တိထားတဲ့အကြောင်းကတော့ကျွန်တော်ဗီဒီယို lighting တွေကျွန်တော် mic setting တွေဘယ်လိုမျိုးချိန်လဲနောက်တစ်ခု camera setting ဘယ်လိုချိန်လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့လည်းကိုဒီဒီကတင်ပြီးထားပါသေးတယ်ပေါ့နော်ဒီတင်တန်းကိုဘယ်လိုလိုမျိုးတွေ join တယ်လဲဒီတင်တန်းကိုကျွန်တော်အနေနဲ့ပထမအဆုံးပြောရမယ်ဆိုရင်တော့အသက်16နှစ်ကျော်ပြီဆိုတာ ਨੇ မဖြစ်မနေ join ထားတဲ့တင်တန်းလို့ပြောလို့ရတာပေါ့နော်ဘာလို့လဲဆိုတော့တင်တန်းကြီးအဖြစ်လည်းမများပါဘူး၃သိန်းနဲ့ပေါ့နော်ဆိုတော့ဘာရီတင်တာလဲဆိုတော့ခုနအရှိကပြောခဲ့တဲ့တင်တန်းတွေတင်တာမို့လို့ပညာအဲ့ပညာတွေရပါတော့ကျွန်တော်တို့တသက်စာလုံး နောက်ဆုံးမလုပ်ဘူးဆိုရင်တော့မလုံဆားဘူးဆိုရင်တော့ကိုကကိုရှိမှာတက်ထားတဲ့အတွက်ဥမာအပြော်အနေနဲ့တက်တော့မှာတင်တာပဲဖြစ်ဖြစ်ပေါ့နော်အခုချိန်ကဆိုရှယ်မီဒီယာတွေအကုန်လုံးတုံးတန်ရင်ပတ်စံရှာလို့ရတဲ့ခေတ်ဆိုတော့ကျွန်တော်ဒီတင်တန်းတက်ထားခြင်းအပြည့်တစ်ချိန်ချိန်မှာအသုံးဝင်လာလိမ့်မယ်လို့ကျွန်တော်ကတော့ထင်နေပေါ့နော်ဆိုတော့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့အကုန်လုံးပတ်စံရှာလို့ရတယ်ဥမာ TikTok Telegram Facebook YouTube အကုန်လုံးကကိုယ်နဲ့ရင်းနှီးပြီးသားဆိုတော့ဒီ application တွေကိုကိုကနေတိုင်းမဲ့တုံးနေမလားဒါမှမဟုတ်ကိုကဒီ application တွေကိုသူများ ရှိမှာတုံးနေတာကိုကိုကလည်း create လုပ်ပြီးတော့ပတ်ဆိုင်ရှာမလားဆိုတော့ဒါမျိုးကြီးလည်းရှိတယ်ဟုတ်နော်ဆိုတော့လူငယ်တွေအနေနဲ့တက်ထားတဲ့ပညာရက်ထဲမှာအခုကျွန်တော်ပြောတဲ့ content creator အလုတ်ကလုံးဝကို personal branding သွားလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကိုလည်းကိုဒီဒီကရှင်းပြပါတယ်ပေါ့နော်ဆိုတော့လူငယ်တွေအနေနဲ့ join ထားတဲ့သင်တန်းလို့ကျွန်တော်ကတော့အကြံပေးပါတယ်ကျွန်တော်ဒီသင်တန်းကိုဘာကြောင့် join ခဲ့တာလဲဆိုရင် content writing နဲ့ပတ်သက်လို့ကျွန်တော်ကသိချင်လို့ပါ။ဘာလို့လဲဆိုတော့ကျွန်တော်အခုလိုမျိုး content creator ဖြစ်ရှင်နေပြီးတော့နောက်တစ်ခု content ကိုဘယ်လိုမျိုး standard ရှိရှိအီသေးရှိရှိရေးလို့ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်သိကျင်တဲ့အတွက်ဒီတင်တန်းကိုကျွန်တော် join ခဲ့တာပေါ့ကိုတီတီတင်တန်းကိုဘာကြောင့်ကျွန်တော်တက်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းကိုပြောပြီးသွားပြီဆိုရင်ကျွန်တော်ဒီတင်တန်းရဲ့တက်နေတဲ့အကြိုက်ဆုံးအချက်ကိုကျွန်တော်တွေ့ခဲ့တယ်ပေါ့နော်အဲ့အကြိုက်ဆုံးအချက်ကတော့ဒီတင်တန်းမှာတင်ပေးတာနဲ့အပြင်တင်တန်းမှာတင်ပေးတာလုံးဝကွာဟပါတယ်ဘာကွာဟလဲဆိုရင်ပုံမှန်အပြင်တင်တန်းမှာက video editor တင်ပေးရဆိုရင် video editing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲတင်ပေးမယ်ဒါပေမဲ့ ကိုဒီတီတင်တန်းမှာကျတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ဘလို့တင်ပေးလဲဆိုရင်သူ့အတွေ့အကြုံနဲ့ရှင်ပြီးတော့သူတင်ပေးတယ်အဲပြီးရင်နောက်တစ်ခု personal branding ဘလို့တည်ဆောက်ရမလဲဆိုတာတွေပါတင်ပေးတယ်ပေါ့နော် branding theory တင်ပေးတယ် branding နဲ့ပတ်သက်တဲ့ marketing တွေနောက်ပိုင်းကျတော့အောင်မြင်လာတဲ့ YouTuber တယောက်ဖြစ်လာတဲ့အချိန်ကျရင်ကိုယ့်ရဲ့ branding ကိုဘလိုမျိုးခိုင်မာအောင်တည်ဆောက်မလဲရေတုံနဲ့ရေရှည်ဘလိုမျိုးသွားရမလဲ evergreen content တွေဖန်တီးရမယ် personal branding ကိုအမြဲတမ်း ကြည့်နေရမယ်ပေါ့နော်ကျတို့ personal brand နဲ့အမားတွေမလုပ်ဖို့သူ့အတွေ့အကြုံနဲ့ရှင်ပြီးတော့ပြောပြရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပြောပြရတဲ့အပြင်ကို motivate လည်းပေးပါသေးတယ်ပေါ့နော်ဘယ်လိုမျိုးဝင်ဝင်လမ်းကြောင်းတွေဝင်နေလဲဘယ်လိုမျိုးဝင်ဝင်လမ်းကြောင်းတွေဖန်တီးနေလဲဆိုတာတဲ့ပြောတဲ့အပြင်ကိုပေးရတာနဲ့မတန်အောင် knowledge တွေရတဲ့တင်တန်းဆိုတော့မဖြစ်မနေတတ်ထားသေးတဲ့တင်တန်းဖြစ်ပါတယ်ဆိုတော့မကောင်းတဲ့အချက်တော့တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါတင်တန်းသူတင်တန်းသားပေါ့နော်အရန်များတဲ့အတွက် စာတင်တဲ့အချိန်မှာတေချာအယုံဆိုင်နားထောင်မယ်ပေါ့နော်ဆိုတော့တင်တန်းကာလာကတော့တလပဲပြီးတော့ live session က၄၄ကပေါ့နော် live session ၄ကရှိတယ်ပြီးတော့နောက်တင်တန်း lesson video တွေကို Telegram group ဖွဲ့ပေးထားတယ်ပြီးတော့ကျောင်းသူကျောင်းသားအချင်းချင်းကျွန်တော် discuss လုပ်ဖို့အတွက် group ထပ်ဖွဲ့ပေးထားတယ်ပြီးတော့လည်းတင်တန်းကာလာအတွင်းမှာ assignment တွေတေချာစစ်ပေးတယ်ပေါ့နော်ပုံမှန် edit video edit တင်တန်းနေလို့အာ PPO ဆိုတော့မဟုတ်ဘူးပေါ့နော်သူတို့ကတေချာလေး group လိုက်တေချာစစ်ပေးပါတယ် exam လို့လည်းမလုပ်တဲ့အကြောင်းလည်းပြောပြပါတယ်ပြီးတော့ရင်တင်တန်း ဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တာကတင်တန်းအကြောင်းလေးကိုပြောမယ်ပေါ့နော်တကယ်လို့ brother တွေဒီဗီဒီယိုကြည့်ရဲ့ brother တွေအကုန်လုံးတင်တန်းကို join ရင်နေဆိုရင်တော့တင်တန်းကာလာကတက်လာတင်ပေးပါတယ်။တစ်ပတ်မှာတစ်ခါ live session ကိုတီတီနဲ့ပြောလို့ရပါတယ်။ဘယ် application နဲ့တင်ရလဲဆိုရင်တော့ Zoom နဲ့တင်ပေးတယ်ပေါ့နော်။ရန်ကိုကောင်းတဲ့တင်တန်းဖြစ်တာမို့လို့တင်တန်းကြီးကလည်းတုံးသိမ့်မယ်။ပြီးတော့လူငယ်တယောက်အနေနဲ့မဖြစ်မနေကိုသွားကြိုင်းတဲ့တင်တန်းလို့ကျွန်တော်ပြောတယ်ပေါ့နော်။ဆိုတော့ကျွန်တော်နေရကတော့တော်တက်တဲ့အချိန်မှာအရန်ကို knowledge တွေရပါတယ်။ဒါတော့ဒီနေ့ဒီ video တော့လောက်ပါပဲ။နောက် video မှာပြန်တွေ့ပါမယ်။ Bye bye.